မြန်မာနိုင်ငံကိုအရင်ကမြန်မာနိုင်ငံလို့မခေါ်ဘူးပြောရင်အံ့ဩကြမလားလူငယ်တဲ့1989ခုနှစ်မတိုင်ခင်အထိတော့မြန်မာနိုင်ငံကိုကဘာကရောမြန်မာကလူတွေကရောတညိတညွတ်ထဲဗမာနိုင်ငံဘာမှလို့သိခဲ့ကြပါလိမ့်ဘာကြောင့်ဗမာနိုင်ငံကနေမြန်မာနိုင်ငံလို့ပြောင်းလဲပြီးခေါ်ဆိုခဲ့ကြတာလဲဆိုတာသိကြတဲ့သူတွေလည်းရှိသလိုမသိတဲ့သူတွေလည်းရှိပါသေးတယ်ဒါကြောင့် Alpha Wave Media ကနေစူးစီးချဖွေထားတဲ့ဗမာမောက်တီမြန်မာတို့ပြောင်းလဲသွားရတဲ့အကြောင်းလေးကိုရာဇဝင်မောက်တီမြန်မာခေတ်ထိတမိုင်းကြိုကြပါမကြမ်းလန့်လောရှာဖွေတင်ဆက်ပေးလိုက်ရပါသေးတယ် ဗီဒီယိုလေးရဲ့အစမှာပြောခဲ့သလိုပဲ1989ခုနှစ်မတိုင်ခင်အထိမြန်မာနိုင်ငံလို့သိခဲ့ကြတာမဟုတ်ပဲတိမ်ပိုက်ထားတဲ့ကိုလိုနီနယ်ချဲတို့ကနေကမ္ဘာမြေပုံတော်တော်များများနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကဘာမှမမှားလို့ပဲသိခဲ့ကြပါလိမ့်ဒီအကြောင်းနဲ့ပတ်သက်တာတွေကိုဘာသာဗိဒပညာရှင်ကြီးတယောက်ဖြစ်တဲ့ဆရာမောင်သာနူကလည်းအကျယ်တဝင်းဖော်ပြခဲ့ပူပါတယ်ဆရာမောင်သာနူရဲ့စာကနေပြီးတော့ကောက်ချက်တချို့နှုတ်ပြရလို့ရှင်တော့ဗမာဆိုတာမြန်မာနိုင်ငံရဲ့မူရင်းနာမည်လို့ပြောလို့ရပါတယ်မြန်မာမျိုးတွေဖြစ်တဲ့မြန်မာလူမျိုးတွေဟာ မြန်မာနိုင်ငံမှာနေရဆိုတာမျိုးဖြစ်ပါတယ်။ဒါပေမဲ့ KSSS အသုံးအနှုန်းတွေဖိတာဖော်တာပေါ်မူတည်ပြီးမြန်မာကနေပြီးတော့ဗမာပြည်ဗမာနိုင်ငံဗမာလူမျိုးဆိုတာတွင်ကျယ်လာခဲ့တာပါ။ပြီးတော့ဒါကလည်းအထိပယ်တစ်ခုရှိပါတယ်။မြန်မာဆိုတာကမွန်မြတ်တဲ့အချင်းနဲ့နေထိုင်တာကိုဆိုလိုတာဖြစ်ပြီးဗမာလူမျိုးဆိုရင်မွန်မြတ်တဲ့လူမျိုးလို့အထိပယ်ကောက်လို့ရပါတယ်။ဒါကြောင့်မလို့ဗမာဆိုတဲ့အသုံးအနှုန်းကတော်တော်လေးကျယ်ပြန့်ခဲ့သလိုတော်တော်များများကလည်းအတိမတ်ပြုခဲ့ကြပါတယ်။ စာရီပီရီရဲ့မြန်မာလူတွေ့ရပြီမင်းကဘာကတည်ပြီးအားလုံးလက်ခံခဲ့ကြတာကဗမာနိုင်ငံဆိုတာညင်းလို့မရပါဘူးကဘာကဗမာကိုဘာမှလူသိခဲ့ရတာကလည်းပဲအိန္ဒိယတွေလက်ချက်လို့ပြောနိုင်ပါ ರೀ ကိုလိုနီခင်နောင်းကာလမှာပဲမြန်မာနိုင်ငံတွေကိုခြေဆန်းရောက်ရှိလာတဲ့အိန္ဒိယနိုင်ငံသားကူလီတွေကနေခြေတီးတွေအထိဗမာတွေကိုဘာရမလို့မပီကလာပီကလာနဲ့ခေါ်ကြပါ ರೀ သူတို့ခေါ်တဲ့အတုံးတုံးကလည်းပဲမြန်မာဆိုတဲ့အခေါ်အဝေါ်ကိုပဲအိန္ဒိယလို့ခေါ်ဆိုရလို့ပြောကြပါ ರೀ ဒါကိုအင်္ဂလိပ်တွေကကြားပြီးတော့ like ခေါ်ရင်းကနေပဲဘာရမကနေပြီးဘာမဆိုတဲ့အသုံးဖြစ်လာပါတယ်။ပြင်သစ်ကတော့မြန်မာနိုင်ငံကိုဘာရမလို့ခေါ်ခဲ့တယ်လို့ဂျပန်ကလည်းပဲဒီတိုင်းခေါ်ပြန်ပါတယ်။ဒါပေမဲ့ဂျပန်နိုင်ငံအနေနဲ့ဂျပန်တန်ထွက်နဲ့ BUR မှာအာသံကိုထွက်တဲ့နေရာမှာရာသံကနေပြီးတော့ရူသံထွက်ပြီးတော့ဘီရူမာလို့ဖြစ်သွားပြန်ပါတယ်။ဒါဟာအထောက်အထားတွေအရဗမာဆိုတဲ့အတုံးတုံးကဘလောက်မူရင်းဆန်လဲဆိုတဲ့အထောက်အထားတွေပါဆီယမောင်သာနွေရဲ့ဖော်ပြချက်မှာကြကြလက်ကြလက်ခံရမယ့်အချက်တစ်ချက်က We live in Burma we are bamis we speak bamis ရဲ့ချက်ပါပြီဆိုလိုတာကကျွန်တော်တို့ကဗမာနိုင်ငံမှာနေတယ်ဗမာလူမျိုးတွေဖြစ်တယ်ဗမာစကားပြောတယ်ဆိုတာပါပဲဗမာဆိုတဲ့အသုံးအနှုန်းခြေပြန့်ခဲ့ပုံကအင်္ဂလိပ်တို့ကိုတွန်းလှန်နေချိန်ကိုလိုနီခေတ်ဆိုးကိုပြောင်းပြန်လှန်မှုကြိုးစားချိန်ကအဖွဲ့အစည်းတစ်ခုဖြစ်ခဲ့တဲ့ဒုဗမာအစည်းအရုံးကိုကြည့်ရင်လည်းသိနိုင်ပါ रे အလုံးလေးအကြောင်းသင်ခန်းစာတွေမှာတင်မှုသလိုဗဇက်ထဲလဲဆွဲနေမဲ့တခင်မျိုးဟိဒုဗမာဗမာပြည်သည်ဒုပြည်ဗမာစာသည်ဒုစာဗမာစကားသည်ဒုစကား စားတဲ့ကြွေးကြော်တန်းတွေဟာလည်းပဲတမိုင်းအထောက်အထားတချို့ဖြစ်ပါရီ1948ခုနှစ်လွတ်လပ်ရေးရခဲ့ချိန်မှာလေ Union of Burma ဆိုတဲ့ပြည်ထောင်စုဗမာနိုင်ငံဆိုတဲ့အမည်နဲ့ဖြစ်ခဲ့ပါရီကျွန်တော်ကဒီလောက်များတဲ့အချက်အလက်တွေကိုစုစည်းတင်ပြနေရတဲ့အကြောင်းရင်းကမြန်မာဆိုတဲ့အသုံးအနှုန်းကပြောင်းလဲလိုက်တယ်ဆိုတာကလွဲပြီးတော့ဗမာဆိုတာလောက်မကျေပြန်းခဲ့ဘူးဆိုတာကိုနားလည်စေဖို့ဖြစ်ပါရီဆိုတော့မြန်မာဆိုတဲ့အသုံးအနှုန်းကရောမရှိခဲ့ဘူးလားဆိုတော့ရှိခဲ့ပါရီမြန်မာဆိုတဲ့အသုံးအနှုန်းကလည်းရှိကလေးကရှိခဲ့တယ်လို့ပြောရမှာပါ ဒါပေမဲ့ဗမာလောက်တော့မကျေပြန်ခဲ့ပါဘူး။ဒါနဲ့ပတ်သက်ပြီးမြန်မာနဲ့ပတ်သက်တဲ့အထောက်အထားတွေက1100ခုနှစ်မှာရေးထိုးခဲ့တဲ့မွန်ကျောင်းစာတစ်ချက်မှာမြန်မာနိုင်ငံကိုမာရမာမာရမာလို့စလုံးပေါင်းထားတယ်လို့သိရပါတယ်။ဗကန်ခေအင်းဝါခေစာဆိုတော်တွေနဲ့အထိမ်းအမှတ်ကျောင်းစာတချို့မှာလည်းဒီလိုမျိုးသုံးတာကိုတွေ့ရပါတယ်။နောက်တစ်ချက်ကတော့အင်းဝါခေကရွှေရည်မျိုးစရာရောရှင်အုပ်ကန်တမလာရဲ့ဝနဘောရနာတတ်အိမ်မှာဆိုရင်မြန်မာဆိုတဲ့အသုံးအနှုန်းကိုတွင်တွင်ကျယ်ကျယ်အသုံးပြုထားပါတယ်။သူစလုံးပေါင်းထားတဲ့ပုံစံဟာ ်မာယန်ရင်မတာမာယေရှာမာမြန်မာဆိုတဲ့အတုံးလုံးမှာထုံလုံးပြရလို့ရှိရင်တော့အကျဉ်သူသည်တန်ထုံမင်းကို မာနီတိမျက်နိုးရဲ့ဤအဋ္ဌိတတော်ထို့သောရှင်ကို မျက်နိုးရသောတတိကြောင့်သောဇနာထိုလူသည်မြန်မာမြန်မာမြည်မြန်မာမင်းကို မျက်နိုးရသည်မြန်မာမြန်မာမြည်မြန်မာမင်းကိုမျက်နိုးရသည်စသဖြင့်ဒီစကားလုံးဤဟာအရှင်ဩက္ကံတမလာရဲ့ အင်းကြီးရဲ့မှာပါတဲ့မြန်မာနိုင်ငံကမြန်မာလူမျိုးတွေအကြောင်းကိုဒစီစောင်းဖော်ပြထားတဲ့အထောက်အထားတချို့ဖြစ်ပါတယ်။ရှင်းပြရရင်တော့အရှိကြီးမတကြဖြစ်နေမှာဆိုလို့လူရင်းကိုပြောပြရရင်တော့အင်းဝါခေကအစာပေတချို့မှာလည်းပဲနားတက်နဲ့ရေးတဲ့မြန်မာလူမတုံးခဲ့ပေမယ့်မားတက်နဲ့ရေးတဲ့မြန်မာဆိုတဲ့တုံးတုံးတွင်းတွင်းကြဲကြဲရှိခဲ့တာကအငင်းလို့တော့မရပြန်ပါဘူး။ဆီယာရောရှင်အုတ်ခန့်တမလာရဲ့ကြံကူမှာလည်းမြန်မာဆိုတဲ့တုံးတုံးဟာမြန်မာဟာကနေမွေးစားထားတယ်ဆိုတဲ့အချက်ကိုတိတိတသာမြင်နိုင်မှာပါ။ ဒါပေမဲ့မြန်မာခေတ်မှာတော့ဗမာဆိုတဲ့အုံလုံးကသာပို့ပြီးတော့တွင်ကျခဲ့ပါတယ်။ဒီအရာကဘယ်လောက်ထိတွင်ကျခဲ့လဲဆိုတော့လွတ်လပ်ရေးမရခင် ကာလအထိမြန်မာနိုင်ငံကိုဘာရမလို့ပြောလို့ရှိရင်နိုင်ငံခြားကသိတာလားမြန်မာလို့ပြောရင်နိုင်ငံခြားကသိတာလားလို့ပြန်ပြီးတော့မေးရမှာပါ။မြန်မာလို့ပြောလို့အဲ့ဒီခေတ်ခါကတော်တော်နဲ့မသိနိုင်ကြပါဘူး။နောက်ပြီးတော့ဒီအုံလုံးနဲ့ပတ်သက်ပြီးလူမျိုးရေးအရကြည့်ပြန်တော့လေပဲဗမာဆိုတဲ့အုံလုံးကလူမျိုးတစ်ခုတည်းကိုကိုးစားပြုပါရည်ဆိုတဲ့လူမျိုးကြီးဝါဒဆိုတဲ့အချက်ကထွက်လာပြန်ပါလိမ့် ဒါကလေးအပြည့်အဝမှန်နေတာမျိုးတော့မဟုတ်ပြန်ပါဘူးအစားကိုပြန်ပြီးတော့ကောက်ရလို့ရှင်တော့ဗမာဆိုတဲ့အတုံးလုံးကိုပြန်ကောက်ရရင်မြန်မာလူမျိုးတွေဟာဗမာဟာဆိုတဲ့ဗမာဟာမျိုးတွေကစဉ်းသက်လာသလိုမြင့်မြတ်တဲ့လူမျိုးလို့အဓိပ္ပာယ်ရတာဘို့လို့ဒီနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေဟာဗမာနိုင်ငံသားအဖြစ်အကျုံးဝင်ပါရီခေတ်ဆက်ဆက်တနိုင်ငံလုံးကိုစုစည်းပြီးဗမာလူပဲခေါ်ခဲ့တာမို့လို့ဒီအတုံးလုံးဟာတခြားသောတိုင်းရင်းသားတွေရောပါရီဆိုတဲ့အချက်ကိုလည်းဆရာကြီးမောင်သာတို့ကထောက်ပြခဲ့ပူပါရီ အားလုံးကိုအမှန်မမားစေချင်တာတခုကတော့မြန်မာလူပဲခေါ်ခေါ်ဗမာလူပဲခေါ်ခေါ်တမြေတဲနေတရီတဲတောက်ရတဲ့လူမျိုးတွေဆိုတာညင်လို့မရတဲ့အချက်ပါပဲ။ဘာကြောင့်လဲမေးမယ်ဆိုရင်တော့မြန်မာလူမျိုးတွေဟာမြန်မာပြည်ကဆင်းသက်လာတယ်ဆိုတဲ့အချက်နဲ့ပဲဂိုင်းပေါက်ရပါလိမ့်မယ်။မြန်မာဆိုတာကလည်းပဲအဲ့ဒီဗမာဟာကနေမျိုးစားထားတဲ့ဇာလုံးမှာထုံနီးတူပဲဗမာဆိုတာကလည်းပဲအဲ့ဒီဗမာဟာဆိုတာဇာလုံးကနေပြီးတော့မျိုးစားထားတာပဲဖြစ်လို့ပါပဲ။ ီတော့ဒီလိုအငင်းပွားစရာတွေများလာတဲ့ဗမာနဲ့မြန်မာဆိုတဲ့အတုံးနှုံးကနေပြီးယနေ့ခေတ်မြန်မာဆိုတဲ့တခုရီးသောအတုံးနှုံးကိုရောက်သွားခဲ့ရတာက1989ခုနှစ်မြန်မာစစ်အစိုးရကအရင်ကအတုံးခဲ့တဲ့ဗမာဆိုတဲ့နာမည်ကအင်္ဂလိပ်တို့ရဲ့လွှမ်းမိုးမှုပါနေတာမို့လို့ဒါရီကိုပြောင်းပြစ်ဖို့အတွက်ကော်မရှင်တစ်ခုဖွဲ့ခဲ့ပါလိမ့်ဒီကော်မရှင်ရဲ့အဓိကလုံမဲ့ကိစ္စကလည်းပဲအင်္ဂလိပ်လွှမ်းမိုးမှုပါတဲ့စကားလုံးတွေကိုမြန်မာအတန်ထွက်နဲ့နှီးစပ်စေဖို့လို့တည်ရပြီး ။ငကိုတော့ကရန်ကုန်ကိုရန်ကုန်ဆိုပြီးတော့အင်္ဂလိပ်တွေအခေါ်ကနေရန်နေကုန်ဆင်သွားတဲ့ရန်ကုန်လို့တဖြစ်လဲ။နောက်ပြီးဘာမလို့ဆိုကြရတဲ့အတုံးကိုလည်းမြန်မာနိုင်ငံကိုဘာမအစားမြန်မာလူအစားထိုးလိုက်တော်တာပါပဲ။ဒီကနေ့တစင်မဲငကိုအားလုံးကိုစုပေါင်းပါမလို့ခေါ်တာကိုမြန်မာလူပြောင်းလိုက်ပြီးတော့မြန်မာနိုင်ငံမှာလူကြီးအများဆုံးနေထိုင်တဲ့မြန်မာလူမျိုးတွေကိုလည်းဘာမလူမျိုးဆိုပြီးတော့တီးတန့်ပြောင်းလိုက်ပါရီ။ ဒီကနေ့တစင်မယ်မြမဆိုတာကအကုန်လုံးကိုခြုံငုံပြီးတော့ခေါ်တာဖြစ်ပြီးဗမာဆိုတာကတမျိုးတည်းကိုသာကိုစားပြုတယ်ဆိုတဲ့အယူအဆကစတင်ထွက်ပေါ်လာပါတယ်ဒီအယူအဆကတော့လက်ရှိအချိန်ထိကျေပြန့်နေစေပဲဖြစ်ပြီးလက်ခံသူလည်းများတယ်ဆိုရမှာပါဒါပေမဲ့တချို့သောတက်သည့်နားလေတဲ့မြမနိုင်ငံကဘာသာဗီရာပညာရှင်တွေကတော့အဲ့လိုမျိုးပြောင်းလဲလိုက်တဲ့သူတွေထဲမှာတကယ်တကျွမ်းနားလေတဲ့သူ၄ယောက်လောက်ပဲပါခဲ့သလိုဘသူဆန္ဒကိုမှမခံယူဘဲနဲ့ဒီအတိုင်းပဲဆုံးဖြတ်ခဲ့တာမို့လို့လိုအပ်ချက်တွေရှိတယ်ဆိုပြီးလဲဆိုကြပြန်ပါတယ် မြည်တို့ပင်ဖြစ်ပါစီမြမဆွေရဲ့နာမည်ကလက်ရှိမှာတော့အတိမတ်ပြုနေမယ်ဖြစ်ပြီးအငင်းပွားစရာရှိတဲ့ဆိုပေမဲ့လည်းညင်းနေလို့လည်းမထူးတဲ့ကိစ္စမလို့ဒီမာရင်မေဗမာမသည်မြမဆွေရဲ့အကြောင်းအရာလေးကိုအဆုံးသတ်လိုက်ချင်ပါသေးတယ်